ညောင်ရွှေမြို့နယ်အင်းလေးဒေသအတွင်းငလင်တန်းခန်းစားခဲ့ရသူများလူမှုဝန်ထမ်းဦးစီးဌာနမှစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်နိုင်ရေးနှင့်သိမ့်ဆွေးနွေးမှုများကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မက်ရှလ28နှစ်နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့မန်လေးငလင်တန်းကြီးကြောင့်ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်းလေးဒေသအတွင်းစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးဆုံးရှုံးမှုများပြင်းထန်စွာကြုံတွေ့ခံစားခဲ့ရပါတယ်။ ထို့သို့ထိခိုက်ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခံစားခဲ့ရသည့်ပြည်သူများစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်နိုင်ရေးအတွက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလူမှုဝန်ထမ်းဦးစီးဌာနမှနေရာရောက်သွားရောက်တွေ့ဆုံနှစ်သိမ့်ဆွေးနွေးခြင်းကိုမေလ၁ရက်နေ့မှစတင်ကွင်းစင်ဆောင်ရွက်ခဲ့ပြီးယနေ့တွင်ကြေးစားကုန်းကြေးရွာ၌ဒေသခံပြည်သူများနှင့်တွေ့ဆုံနှစ်သိမ့်ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါနေရာရောက်ကွင်းစင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်တွင်လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်မှတာဝန်ရှိသူများပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများနှင့်ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးငလင်ဘေးတင်ပြည်သူများအစုအဖွဲ့လိုက်တော်၎င်းတဦးချင်းတော်၎င်းမြေမြန်ဆွေနှွေနှစ်သိမ့်အားပေးစကားပြောကြား၍လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းနှင့်ပြန်ရှိနေသေးသည့်အင်းလေးကန်အတွင်းရှိ ငလင်ဘေးတင်ကျေးရွာများ၌ဆက်လက်ဆောင်ရွက်တော်မူဖြစ်ကြောင်းသိရှိရပါသည်ခမညာ